ယူကရိန်းကရုရှားနဲ့စစ်ပွဲမှာသမိုင်းတွင်တဲ့ဖြစ်ရပ်တစ်ခုကိုဖန်တီးလိုက်ပါပြီ။ပထမဆုံးအချိန်နေနဲ့ဥရောပထုတ်စူပါဒုံးကြီးတစ်မျိုးကိုအသုံးပြုပြီးရုရှားပြစ်မှတ်တစ်ခုကိုဖျက်ဆီးလိုက်တာပါ။ဒါကရုရှားသမ္မတဗလာဒီမာပူတင်ကိုရှင်းလင်းတဲ့ message တစ်ခုပေးလိုက်တာပါ။ American နဲ့ဘာဖြစ်နေလဲဆိုတာမသိရပေမဲ့ယူကရိန်းကဥရောပထုတ်လက်နက်တွေနဲ့ရုရှားရဲ့အဖိုးတန်စစ်ပတ်ဆိုင်ရာအရင်းမြစ်တွေကိုဖျက်ဆီးနိုင်တယ်ဆိုတာပါ။ဒါကယူကရိန်းအတွက်အရန်ကြီးမားတဲ့အရာပါ။ဒါကမေကွန်တချို့ကိုလည်းမေးစီပါရယ်။ဒီတိုက်ခိုက်မှုမှာဘာတွေဖြစ်ခဲ့လဲ ယူကရိန်းကဘယ်တုံးကြီးတွေကိုအသုံးပြုခဲ့လဲဒီတုံးကြီးကယူကရိန်းရဲ့အနာဂတ်အတွက်ဘာလို့အရေးကြီးတာလဲမတ်လ17ရက်မှာ Fox ရဲ့စစ်ရေးသတင်းထောက် David Ace ကယူကရိန်းရဲ့အောင်မြင်တဲ့ဒုံးကြီးတိုက်ခိုက်မှုအကြောင်းပထမဆုံးသတင်းထုတ်ပြန်ခဲ့တဲ့သူတွေကတယောက်ပါသူပြောတာကယူကရိန်းက SAMPT မြေပြင်မှလေပြင်ဒုံးကြီးတက်စုနှစ်ခုတွေကတစ်ခုကိုအသုံးပြုပြီးရုရှားရဲ့စစ်လေယာဉ်တစ်စီးကိုပစ်ချလိုက်တာပါ ဒီတိုက်ခိုက်မှုကယူကရိန်းကစန်ပီတီကိုအသုံးပြုပြီးရုရှားလေပြင်းပစ်မှတ်တစ်ခုကိုပထမဆုံးအကြိမ်အောင်မြင်စွာဖျက်ဆီးနိုင်ခဲ့တာပါ။ဒါကယူကရိန်းအတွက်သတင်းကောင်းပါ။အမေရိကန်ကယူကရိန်းရုရှားပဋိပက္ခမှာစစ်ရေးအကူအညီပေးမလားဆိုတဲ့မေးခွန်းမှာရှင်းအောင်မကြီးဖြစ်နေပေမဲ့ယူကရိန်းရဲ့ဒီတိုက်ခိုက်မှုကဥရောပထုတ်လက်နက်စနစ်တွေကိုသူ့ရဲ့ကောင်းကင်ကိုကာဝယ်ဖို့အားကိုးနိုင်တယ်ဆိုတာကိုပြသနေပါတယ်။ယူကရိန်းလက်တပ်ပြောရေးဆိုခွင့်ရှိသူယူရီအင်နက်ကဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအတီးပြုထားတဲ့လေရင်တစည်းရှိတယ်လို့ပြောခဲ့ပါတယ်။ United 24 Media ကလည်း match လ17ရက်မှာ Ukraine ရဲ့ SPD ဒုံးကျည်တိုက်ခိုက်မှုအကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။အင်းနာက SPD ကစုခွိုင်းစုရှာကာလေယာဉ်တစီးနဲ့အခြားပစ်မှတ်တွေကိုပစ်ချလိုက်တယ်လို့ဆိုပါတယ်။ဒီလေယာဉ်ကစုခွိုင်းစုရဲ့လေယာဉ်ရဲ့ဘယ်မျိုးကွဲလဲဆိုတာကိုမသိရသေးပါဘူး။ဖြစ်နိုင်ဒီတချို့တော့ရှိပါတယ်။ရုရှားကသူ့ရဲ့ Su-34 တိုက်လေယာဉ်တွေကို Glide ဘုံးတွေပစ်လွှတ်ဖို့အသုံးပြုပါတယ်။ဒီဘုံးတွေက38မိုင်အထိပစ်လွှတ်နိုင်ပြီး 1.5တန်အထိအလေးချိန်ရှိပါတယ်။ဒါတွေကတကယ်တော့ဆိုဗီယက်ခေတ်ကလေးလံတဲ့ဘုံတွေပါ။ရုရှားကဒါတွေကိုပြစ်မှတ်စီလေထဲမှာရွေ့ရှားနိုင်အောင်အထူးတောင်ပံ့တွေတပ်ဆင်ထားပါတယ်။ဒါတွေကတိကျမှုမရှိပေမဲ့တိကျဖို့လည်းမလိုပါဘူး။ဂလိုက်ဘုံတွေရဲ့အဓိကအားသာချက်ကရုရှားကရှေ့တန်းနောက်ကနေပြစ်လွှတ်နိုင်တာပါ။ဒါကြောင့်ယူကရိန်းကဘုံးတည်လာတဲ့လေရင်ကိုပစ်ချဖို့အချိန်မီမနိုင်တော့ပါဘူး။ဒါကြောင့်ယူကရိန်းကစံပီတီဒုံးကျင်နဲ့ဖြတ်စည်းလိုက်တဲ့လေရင်ကစု34ဖြစ်နိုင်ပါတယ်။ ယူရိုမိတ်ဒန်ကတော့ဒီလရင်က Su-27 ဒါမှမဟုတ် Su-35 လည်းဖြစ်နိုင်တယ်လို့ဆိုပါတယ် Su-27 က1985ခုနှစ်မှာရုရှားစစ်တပ်မှစတင်မိတ်ဆက်ခဲ့တဲ့ဆိုဗီယက်ခေတ်ကတိုက်လေရင်မှာ Su-27 ကဘလောက်ပဲခေတ်နောက်ကျနေပါစေယူကရိန်းတို့ကကြီးမားတဲ့အောင်မြင်မှုတစ်ခုပါပဲ Su-27 ကဒုံးကျည်တွေနဲ့ glide bomb တွေကိုပစ်လွှတ်နိုင်တဲ့စွမ်းရည်ရှိပါသေးတယ်ဒါပေမဲ့ယူကရိန်းက Su-35 ကိုဥရောပထုတ်ဒုံးကျည်နဲ့ဖျက်ဆီးနိုင်ခြင်းပိုကြီးမားတဲ့သတင်းဖြစ်လာမှာပါ 2008ခုနှစ်ဖေဖော်ဝါရီလမှာမိတ်ဆက်ခဲ့တဲ့စု35ကရုရှားရဲ့လက်နက်ထဲကအဆင့်မြင့်ဆုံးတိုက်လေယာဉ်တွေကတစီးပါဒါကစု27ရဲ့အဆင့်မြင့်မော်တယ်ပါတနအီကို1485မိုင်အမြန်နှုံးနဲ့ပြန်တန်းနိုင်ပြီးရုရှားရဲ့ KAB 500ဂျိုဒုလမ်းညွန်ပုံးအပါအဝင်လမ်းညွန်လက်နက်တွေကိုတည်ဆောင်နိုင်ပါတယ်ဒီလေယာဉ်တစီးကိုပြစ်ချလိုက်ရင်ရုရှားလီဒတ်တွေကြီးမားတဲ့ထိခိုက်မှုဖြစ်စေမှာပါရုရှားမှာဒီလေယာဉ်100လောက်ပဲရှိတယ်လို့သိရပါတယ် ်ဆု35တစ်စီးဆုံးရှုံးယူနေတဲ့ယူကရိန်းကိုတိုက်ခိုက်နိုင်စွမ်းအားနည်းသွားစီမှာပါအထူးသဖြင့်ဆု34ဘုံးကျဲလင်ရင်60လောက်ဆုံးရှုံးရင်ပို့ဆိုးသွားမှာပါရုရှားမှာဆု34လဲတရာလောက်ပဲရှိပြီးအများကြီးဆုံးရှုံးဖို့မဖြစ်နိုင်ပါဘူးဒါပေမဲ့ဘဲဆုခွိုင်းလင်ကိုပစ်ချလိုက်လဲဆိုတာကအဓိကအကြောင်းအရာမဟုတ်ပါဘူးယူကရိန်းတွက်သတင်းကောင်းတဲ့ကသူတို့တုံးခဲ့တဲ့လက်နက်စနစ်ပါဒီမေးခွန်းကိုဖြေဖို့ SMPT ဆိုတာဘာလဲဆိုတာကိုအရင်ရှင်းပြဖို့လိုပါတယ် ပြင်သစ်မှာဖွံ့ဖြိုးတိဆောက်ခဲ့တဲ့ Aster 30 SPD ကမြေပြင်မှလေပြင်ဒုံးကျည်စနစ်ပါဒါကလေယာဉ်တွေအပြင်လူမဲ့တိုက်လေရင် Cruise Missile နဲ့မဟာဗျူဟာကျဒုံးကျည်တွေကိုပစ်ချနိုင်ပါတယ် Eurosan ကဖွံ့ဖြိုးတိဆောက်ခဲ့ပြီးပြင်သစ်အီတလီနဲ့စင်ကာပူစတဲ့နိုင်ငံတွေမှာအသုံးပြုနေပါတယ်ဒီဒုံးကြီးစနစ်ကို1990ခုနှစ်မှာစတင်ခဲ့ပြီး1999ခုနှစ်မှာစမ်းသပ်ပြည့်လွှတ်မှုတွေစတင်ခဲ့ပါတယ်။ဒါပေမဲ့ဒီစမ်းသပ်မှုတွေကကန့်သတ်ချက်ရှိပါတယ်။ ပထမဆုံးစနစ်တစ်ခုလုံးစမ်းသပ်မှုက2005ခုနှစ်မှာလုပ်ခဲ့တာပါဒီစမ်းသပ်မှုတွေက SMPD ကိုထိရောက်တဲ့လက်နက်စနစ်ဖြစ်ကြောင်းပြသခဲ့ပါတယ် C22 လေယာဉ်တစ်စီးကို P2965 အမြင့်နဲ့ P1000 ကျော်ကအကွာအဝေးမှာဖမ်းယူနိုင်ခဲ့ပါတယ်ဒီစမ်းသပ်မှုက SMPD ကိုအကွာအဝေးကနေထိရောက်စွာတိုက်ခိုက်နိုင်တဲ့လက်နက်စနစ်ဖြစ်ကြောင်းသက်သေပြခဲ့ပါတယ် SMPD လေကြောင်းကာဝေးစနစ်ကိုဘာတွေနဲ့ဖွဲ့စည်းထားလဲဆိုတာကြည့်ရအောင် ယူကရိန်းမှာရှိတဲ့စံပီတီတပ်စုကနှစ်ခုကတစ်ခုမှာဒုံးကျည်တင်ရင်6စီးပါဝင်ပါတယ်။တစ်စီးကဒုံးကျည်၈လုံးတည်ဆောက်နိုင်ပါတယ်။ဒါကြောင့်ဒီစနစ်ကဒုံးကျည်48လုံးကိုတခါတည်းပြစ်လွှတ်နိုင်ပါတယ်။ဒီစနစ်မှာကုတ်ကဲမှုနဲ့ထိန်းချုပ်မှုယင် Arable Radar နဲ့ Computer စနစ်တွေလည်းပါဝင်ပါတယ်။ဒါတွေကကောင်းကင်ထဲကဘာတွေရှိလဲဆိုတာကိုစကန်ဖတ်ပြီးတော့လက်တွေ့အချိန်မှာပြသနိုင်ပါတယ်။ Arable Radar က SAMPD ရဲ့အဓိကအရေးပါတဲ့အစိပ်ပိုင်းမှာ ဒီတုံးဒီစနစ်ကဒီရေဒါရဲ့အစိမ့်မြင့် model ကိုအသုံးပြုထားပါတယ်ဒါက382မိုင်အကွာဝေးထိပြစ်မှတ်တွေကိုစကန်ဖတ်နိုင်ပါတယ်ဒီစကန်ဖတ်နိုင်စွမ်းကစံပီတီကိုဝင်လာတဲ့ဒုံးကြီးတွေကိုကာကွယ်နိုင်အောင်ထိရောက်စေပါတယ်ဒါကြောင့်ယူကရိန်းကဒီရေဒါကိုအသုံးပြုပြီးရှေ့တန်းနောက်ကကောင်းကင်ထဲမှာဂလိုက်ဘုံးတွေပြစ်လွှတ်ဖို့ပြင်ဆင်နေတဲ့ရုရှားလေယာဉ်တွေကိုရှာဖွေနိုင်ပါတယ်အရာဘေရေဒါက 3D အစိမ့်မြင့်ရေဒါတမျိုးပါဒီရေဒါမှာအန်တနာ၄000ပါဝင်ပြီးတစ်စက္ကန့်ကိုတပတ်နှုံးနဲ့လေပတ်နိုင်ပါတယ် ီလိုလဲပတ်နိုင်တာကြောင့် radar ကယူကရိန်းပေါ်ကကောင်းကင်ကိုလုံးဝနှီးပါချက်ချင်းပုံရိပ်ဖမ်းနိုင်ပြီးဒီပုံရိပ်တွေကိုတစ်စက္ကန့်တိုင်းအသစ်တင်ပေးနိုင်ပါတယ်။ Rubber radar ဟာတပြိုင်တည်းပြမှတ်တရာအထိခြေရာခံနိုင်ပြီးဒါကြောင့်ဒုံးကျည်တွေနဲ့ drone တွေဝင်ရောက်လာမှုကိုထိထိရောက်ရောက်ဖော်ထုတ်နိုင်ပါတယ်။ပြီးတော့ဒီ radar ကတစ်ချိန်တည်းမှာဒုံးကျည်16လုံးကိုပြစ်မှတ်အချက်လက်ပေးပို့နိုင်ပါတယ်။ဒါကြောင့် Rubber ကချင်းချောင်းမှုတစ်ခုကိုတတိထားမိရင်ချက်ချင်းပဲ Sam ဒုံးကျည်တက်16ခုကိုအသိပေးနိုင်ပြီးဒုံးကျည်48လုံးကိုပြစ်ဖို့အသင့်ပြင်ဆင်ထားနိုင်ပါတယ်။ ရေဒါကပေးတဲ့ပြစ်မှတ်အချက်လက်တွေနဲ့ဒုံးကျည်ရေကိုပစ်ဖို့အသင့်ဖြစ်နေပါတယ်။ဒုံးကျည်ရေအကြောင်းပြောရရင် Sandy Snick က Aster 30 Block 1ဒုံးကျည်ရေကိုအသုံးပြုပါတယ်။ဒီဒုံးကျည်ရေမှာပြစ်မှတ်ရှာဖွေရေးစနစ်ပောက်ကွဲမှုစနစ်နဲ့ဥတီယာပောက်ကွဲမှုစနစ်တွေပါဝင်ပါတယ်။ဒီဥတီယာပောက်ကွဲမှုစနစ်ကအရေးကြီးပါတယ်။ဒုံးကျည်ပောက်ကွဲတဲ့အခါပိုကြီးတဲ့ပောက်ကွဲမှုအပိုင်းအစတွေကပြစ်မှတ်စီကိုဥတီသွားပြီးတန်ချက်ကာတွေကိုဖြတ်သွားကကြီးမားတဲ့ပျက်စီးမှုတွေကိုဖြစ်စေပါတယ်။ဒုံးကျည်တလုံးစီမှာ9.5ပေရှိတဲ့အားမြင့်မော်တာပါဝင်ပြီး အလေးချိန်က850ပေါင်နီးပါးရှိပါတယ်။ဒါပေမဲ့ဒုံးကြီးကကောင်းငင်မှာရောက်နေရင်ဒီမော်တာကိုစွန့်ပစ်လိုက်ပြီးပြက်မှတ်နဲ့ထိတွေ့တဲ့အပိုင်းက242ပေါင်အလေးချိန်ရှိပါတယ်။ဒုံးကြီးရဲ့အများဆုံးကွာဝေးက62မိုင်ဖြစ်ပြီးအမြန်နှုန်းကတနအီကို3132မိုင်နှုန်းထိရောက်နိုင်ပါတယ်။ဒီအမြန်နှုန်းကရုရှားရဲ့လေယာဉ်တွေကိုလိုက်ဖမ်းဖို့လုံလောက်ပါတယ်။ Samsung ကဒုံးကြီး48လုံးကိုတစ်ချိန်တည်းပစ်လွှတ်နိုင်တာကြောင့်ရုရှားရဲ့စုလေယာဉ်တွေဟာအခက်ခဲနဲ့ရင်ဆိုင်ရပါတယ်။ဒုံးကြီးပစ်လွှတ်ဆက်ကရွေးရှားနိုင်ပါတယ်။ Samsung ဒီပြည့်လွတ်စာတိုင်းကို Renault 8 and 4 Kirux တဲ့တင်ရင်ပေါ်မှာတင်ထားပါတယ်။ဒီရင်ကစစ်တပ်အတွက်အသုံးပြုထားတဲ့စစ်သုံးရင်ဖြစ်ပါတယ်။ဒါကြောင့် Samsung ကိုတည်ယူသွားလို့ရပါတယ်။ Ukraine ကရုရှားရဲ့ချင်းချောင်းမှုရှိတဲ့နေရာမှာဒီစနစ်ကိုချထားပြီးရုရှားလေယာဉ်တွေကိုပစ်ခွင်းလိုက်နိုင်ပါတယ်။ပြီးရင် Samsung ကိုအခြားနေရာကိုရွှေ့ပြောင်းနိုင်ပါတယ်။ဒါကြောင့် Samsung ကစွမ်းအားကြီးပြီးအဆင့်မြင့်လက်နက်တမျိုးဖြစ်ပါတယ်။ဒီလိုစွမ်းအားကြီးလက်နက်တွေက Ukraine အတွက်အရေးကြီးပါတယ်။ ဒါပေမဲ့ဘာကြောင့်အရေးကြီးရလဲဆိုတော့မေးခွန်းရဲ့အဖြေကပုံနဲ့ဆိုင်ပါတယ်။ Sandy Snick ကယူကရိန်းအတွက်အရေးကြီးတာကဒါကဥရောပမှာ Patriot ဒုံးကြီးကာဝေးရေးစနစ်နဲ့တူညီတဲ့စနစ်ဖြစ်လို့ပါ။ယူကရိန်းကဒီစနစ်ကိုရုရှားတပ်တွေကိုထိထိရောက်ရောက်တိုက်ခိုက်ဖို့အတွက်အသုံးပြုနေပါတယ်။ဒါကြောင့်ယူကရိန်းက Patriot ဒုံးကြီးစနစ်တွေကို Sandy Snick နဲ့အစားထိုးဖို့လိုလာနိုင်ပါတယ်။ဒါကြောင့် Sandy Snick ကယူကရိန်းအတွက်အရေးကြီးတဲ့လက်နက်တမျိုးဖြစ်လာပါတယ်။ရုရှားကဝေးဝင်ကြီးဌာနကဒီဇင်ဘာလကလုံဆောင်ခဲ့တဲ့တိုက်ခိုက်မှုက Patriot စနစ်ရဲ့ရေဒါတွေ ဒုံးကျည်ပြည်လွတ်ဆက်တွေအပြင်ထောက်ပံ့ရေးစခန်းတွေလေရင်ကွင်းတွေနဲ့နေရာ146ခုမှာရှိတဲ့နီးပြူဟာမြောက်ပစ္စည်းကရိယာတွေကိုပိတ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ဒီတိုက်ခိုက်မှုအတွက်ရုရှားဟာသူ့ရဲ့စွမ်းအားကြီး Iskander ဒုံးကျည်တွေကိုအသုံးပြုခဲ့ပါတယ်ဒီဇင်ဘာလတိုက်ခိုက်မှုမတိုင်ခင်ကတည်းက Patriot စနစ်တွေဆုံးရှုံးမှုတွေမြင့်တက်နေပြီဖြစ်ပါတယ် Bulgaria စစ်တပ်ရဲ့အဆိုအရ2023ခုနှစ်မေလမှာရုရှားက MiG 31K တိုက်လေယာဉ်ကနေဒုံးကျည်ပိတ်လွတ်ပြီး Patriot Radar တစ်ခုကိုဖျက်ဆီးခဲ့ပါတယ် ရုရှားဟာ2024ခုနှစ်မတ်လမှာလဲ Donetsk နဲ့ Odessa လိုပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာရှိတဲ့ Patriot ဒုံးကြီးခဲတပ်တွေကိုတိကျတဲ့တိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။ဒါအပြင်2024ခုနှစ်ဇူလိုင်လမှာ Yuzhnyi မှာရှိတဲ့ Patriot စနစ်နှစ်ခုကိုတိကျတဲ့ဒုံးကြီးတွေနဲ့ဖျက်ဆီးခဲ့ပါတယ်။ဒါကြောင့် Patriot စနစ်တွေဟာရုရှားအတွက်အဓိကပြစ်မှတ်ဖြစ်နေတယ်ဆိုတာထင်ရှားနေပါတယ်။ Media သတင်းဌာနကဆိုရင် 2024ခုနှစ်ဒီဇင်ဘာလအထိရုရှားဟာ Patriot စနစ်30ကိုဖျက်ဆီးနိုင်ခဲ့ပြီလို့ဆိုပါရယ်။ဒါပေမဲ့ဒီအချက်လက်တွေကမေကွန်းထုတ်စရာဖြစ်နေပါရယ်။ Politico သတင်းဌာနက2024ခုနှစ်ဩဂုတ်လမှာယူကရိန်းမှာ Patriot စနစ်5ခုသာလည်ပတ်နေတယ်လို့ဖော်ပြခဲ့ပါရယ်။ American က2ခု၊ Germany က3ခုထောက်ပံ့ထားတာဖြစ်ပါရယ်။ Media ရဲ့သတင်းက Novosti သတင်းဌာနကလည်းအခြေခံထားတာဖြစ်ပြီး Novosti ကရုရှားပိုင်းသတင်းဌာနဖြစ်ပါရယ်။ ဒါကြောင့်ရုရှားက Patriots နဲ့ဖြတ်စည်းမှုအရေးအတွက်ကိုမြင့်တင်ပြောနေတာဖြစ်နိုင်တယ်လို့ Patriot ဒုံးကြီး30ကိုဖြတ်စည်းနိုင်တယ်လို့ဆိုလိုတာလည်းဖြစ်နိုင်ပါတယ်။အရေးကြီးတာက Ukraine ဟာ Patriots နဲ့တချို့ကိုဆုံးရှုံးနေရပြီး Sandy Snit တွေဝင်ရောက်လာတာကြောင့်ဒီစနစ်ကိုအစားထိုးအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Sandy Snit ဟာစုလင်ရင်ကိုအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တာကြောင့်ယုံကြည်စိတ်ချရတဲ့စနစ်ဖြစ်ကြောင်းသက်တည်ပြခဲ့ပါတယ်။ဒါပေမဲ့ Patriots Snit တွေဆုံးရှုံးနေရတာကပြည်ထောင်နာရဲ့အဓိကအချက်မဟုတ်ပါဘူး။ American နဲ့ဥရောပမဟာမိတ်တွေက ပုံပုံထောက်ပံ့ပေးနိုင်မယ်လို့ထင်ရပေမဲ့အခုချိန်မှာယူကရိန်းဟာအမေရိကန်ကနေရောထွေးနေတဲ့အချက်ပြမှုတွေကိုရင်ဆိုင်နေရပါတယ်။2024ခုနှစ်မတ်လ4ရက်နေ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယူကရိန်းကိုစစ်ရေးကူညီပေးမှုတွေရပ်ဆိုင်းလိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့်ယူကရိန်းကိုပို့ဆောင်နေတဲ့လက်နက်တွေနဲ့ဘီလီယံချီတဲ့အကူအညီတွေပိတ်ဆို့ခံလိုက်ရပါတယ်။ထရန့်ရဲ့ဒီလှုပ်ရွက်ကိုယူကရိန်းသမ္မတဇလန်စကီကိုရုရှားနဲ့ငြိမ်းချမ်းရေးညှိနှိုင်းမှုဖိအားပေးတာလို့ယူဆကြပါတယ်။ဒါဟာထရန့်နဲ့ဇလန်စကီတို့အကြားဖြစ်ပွားခဲ့တဲ့ အငင်းပွားဝယ်အစည်းအဝေးရဲ့နောက်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ American သမ္မတ Trump နဲ့ Ukraine သမ္မတ Zelensky တို့ဟာတဦးကိုတဦးရိုင်းပြတဲ့ဆက်ဆံရေးမှုနဲ့ဆွေးနွေးခဲ့ကြပြီး Trump က Zelensky ကိုလေးစားမှုမရှိဘူးလို့သတ်မှတ်ကာ American ရဲ့အကူအညီတွေအတွက်ကျေးဇူးမတင်တာကြောင့်ဝေဖန်ခဲ့ပါတယ်။ Trump ဟာအကူအညီပေးမှုရပ်ဆိုင်းလိုက်ပြီး၄ရက်ကြာမှာ Ukraine ကို American ရဲ့စစ်ရေးထောက်လှမ်းရေးအချက်အလက်တွေမျှဝေမှုကိုပါတားမြစ်လိုက်ပါတယ်။ဒီတားမြစ်မှုဟာ Ukraine နဲ့ဥရောပမဟာမိတ်တွေကိုပါထိခိုက်စေပြီး ယူကရိန်းတပ်တွေဟာရုရှားတပ်တွေကိုထိထိရောက်ရောက်ပစ်မှတ်ထားတိုက်ခိုက်ဖို့ခက်ခဲသွားစေပါတယ်။ရုရှားဟာအမေရိကန်ရဲ့ထောက်လှမ်ရေးအချက်အလက်တွေကိုမျှဝေမှုတားမြစ်ခံရတာကိုအခွင့်ကောင်းယူပြီးဒုံးကျည်နဲ့ drone တွေနဲ့ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုချက်ချင်းလှုပ်ဆောင်ခဲ့ပါတယ်။အကြောင်းကတော့ယူကရိန်းဟာအားနည်းနေတယ်ဆိုတာကိုသူတို့သိလိုပါပဲ။အမေရိကန်ရဲ့ဒီတားမြစ်မှုနှစ်ခုဟာယူကရိန်းတွေ Patriot လက်နက်စနစ်ကိုအသုံးပြုဖို့ကြီးမားတဲ့ပြဿနာတွေဖြစ်လာစေပါတယ်။အမေရိကန်ကဒုံးကျည်တွေမပေးတော့တာကြောင့် ဇယ်လန်စကီရဲ့တပ်တွေဟာပက်ထရီယော့စနစ်ကိုအောင်မြင်စွာအသုံးပြုဖို့လိုအပ်တဲ့ဒုံးကျည်တွေညှော့နေသွားစေပါတယ်။ယူကရိန်းဟာဒီဒုံးကျည်တွေကိုဥရောပမဟာမိတ်တွေစီကရယူနိုင်ရင်တော့အမေရိကန်ရဲ့ထောင်လိုင်းအချက်လက်တွေမရှိတော့တာကြောင့်ရုရှားရဲ့ချင်းချောက်မှုတွေကိုကြိုတင်မသိနိုင်တော့ပါဘူး။အချိန်ကြာလာရင်ပက်ထရီယော့စနစ်တွေဟာအလုံးမလုံးတော့ပဲဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့ Trump ရဲ့သဘောထားပြောင်းလဲမှုကြောင့်အခြေအနေကပြန်ကောင်းလာပါတယ်။ Matchla 12ရက်နေ့မှာ Ukraine နဲ့ American ကိုယ်စားလှယ်တွေဟာ Saudi Arabia မှာဆက်ကြားတွေ့ဆုံပြီး ယူကရိန်းစစ်ပွဲရည်စဲရေးကိုဆွေးနွေးခဲ့ကြပါတယ်။ရှင်းနိုင်ကြဆွေးနွေးပြီးနောက်သဘောတူညီချက်ရခဲ့ပါတယ်။ရုရှားက30ရက်စာစစ်ရည်စဲရေးကိုသဘောတူရင်ယူကရိန်းကလည်း30ရက်စာစစ်ရည်စဲရေးကိုသဘောတူမှာပဲဖြစ်ပါတယ်။ဇလန်စကီးရဲ့နှိမ့်နိုင်ဆွေးနွေးလို့စိတ်ကအမေရိကန်ကိုသဘောကျသည်ပြီးအမေရိကန်ဟာစစ်ရေးအကူအညီနဲ့ထောက်လှမ်းရေးအချက်အလက်မျှဝေမှုတွေကိုပြန်လည်စတင်ပေးခဲ့ပါတယ်။ဒါကြောင့်အခုချိန်မှာယူကရိန်းဟာအမေရိကန်လက်နက်တွေပြန်ရနိုင်ပြီး Patriot ဒုံးကျည်စနစ်တွေဟာပြန်လည်ထိရောက်မှုရှိလာပါတယ်။ နောက်ဘာဖြစ်မလဲဆိုတာကတော့ပူတင်ရဲ့လက်ထဲမှာရှိပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့အမေရိကန်ဆိုရဟာပူတင်ထက်ဇလန်စကီဘက်ကရည်တည်နေပုံရပါတယ်။မေကွန်ကတော့အမေရိကန်ရဲ့ဒီထောက်ခံမှုကဘလောက်ကြာကြာခံမလဲဆိုတာပါပဲ။လွန်ခဲ့တဲ့လအနည်းငယ်ကပဲယူကရိန်းနဲ့အမေရိကန်ဆက်ဆံရေးဟာမတည်မငြိမ်ဖြစ်ခဲ့ပေမဲ့အခုအချိန်မှာတော့အမေရိကန်ကယူကရိန်းကိုအကူအညီနဲ့ထောက်လှမ်းရေးအချက်လက်တွေပြန်လည်ပေးနေတာကြောင့်ဆက်ဆံရေးတည်ငြိမ်သွားပုံရပါတယ်။ဒါပေမဲ့ဒီအခြေအနေကဘလောက်ကြာကြာခံမလဲဆိုတာကိုတော့ ဇလန်စကီကိုရိုင်းတော်မေကွန်ထုတ်နေမှာပါ။တစ်ဖက်မှာလည်းပူတင်ကစစ်ရဲဆဲရေးကိုသဘောတူညီမှုမပေးဘူးဆိုရင်အမေရိကန်ကယူကရိန်းကိုပုံမှုအကူအညီပေးလာနိုင်ပါတယ်။ထရမ့်ကပူတင်ရဲ့ငြင်းဆိုမှုကိုသဘောတူညီချက်မလုပ်ချင်ဘူးလို့မြင်ပြီးယူကရိန်းကိုပုံမှုထောက်ပံ့ပေးလာနိုင်ပါတယ်။ဒါဆိုရင် Patriot စနစ်တွေနဲ့ဒုံးကျည်တွေပုံမှုရရှိလာနိုင်ပါတယ်။ဒါပေမဲ့ပူတင်ဟာဒီစစ်ရဲဆဲရေးသဘောတူညီချက်ကိုသူလိုချင်တဲ့သဘောတူညီချက်တွေကိုရဖို့ညှိနှိုင်းရေးတစ်ခုအနေနဲ့လည်းမြင်နိုင်ပါတယ်။ ်ပူတင်ဟာသူ့ကစားပုံကိုကောင်းကောင်းကစားနိုင်ရင်ယူကရိန်းကိုငြိမ်းချမ်းရေးပုံစံတစ်မျိုးနဲ့သဘောတူညီချက်တစ်ခုကိုကန့်လှမ်းပြီးသူ့ကိုယ်သူသဘောတူညီချက်လိုချင်တဲ့ခေါင်းဆောင်တွေနဲ့နေရာချနိုင်ပါတယ်။ဒီလိုသဘောတူညီချက်မျိုးကယူကရိန်းရဲ့အချုပ်အခြာအနာကိုချိန်ချောင်းနိုင်ပါတယ်။ယူကရိန်းကဒီလိုသဘောတူညီချက်မျိုးကိုညှင်းဆိုရင်အမေရိကန်ရဲ့ထောက်ခံမှုကိုနောက်တစ်ကြံထပ်မံဆုံးရှုံးနိုင်ပြီး Patriot စနစ်တွေထပ်မံအသုံးဝင်တော့တဲ့အခြေအနေကိုပြန်ရောက်သွားနိုင်ပါတယ်။ဒါကြောင့် Ukraine နေနဲ့ SMPD စနစ်တွေကိုသူ့ရဲ့နောက်ခံအစီအစဉ်အနေနဲ့မြင်နိုင်ပါတယ်။ Patriot စနစ်တွေက SMPD ထက်ပိုကောင်းခြင်းမှာပိုကောင်းမှာဖြစ်ပြီး Ukraine အနေနဲ့ Patriot စနစ်တွေနဲ့ပိုရင်းနေပါတယ်။ဒါပေမဲ့ American ကထောက်ပံ့မှုတွေထပ်မံဖြတ်တောက်လိုက်ရင်လည်း SMPD စနစ်တွေက Russia ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကာကွယ်နိုင်တယ်ဆိုတာသက်သေပြခဲ့ပြီးဖြစ်ပါတယ်။ Match လ17ရက်နေ့ကတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး SMPD စနစ်ရဲ့ထိရောက်မှုကိုသက်သေပြခဲ့ပြီးမြတ် Patriot စနစ်နဲ့ရှင်ရင်ဘလောက်ထိရောက်မှုရှိလဲဆိုတာကိုတော့ ပုံမအတည်ပြုနိုင်မှုလိုအပ်ပါသေးတယ်။ဒါပေမဲ့ SNPD နဲ့ဥရောပရဲ့အဆင့်မြင့်တုံးကြီးတွေဟာအမေရိကန်တခုတွေကိုမိခုံနေရတာထက်ပိုကောင်းပါတယ်။တစ်ဖက်မှာလည်းစစ်ရဲစစ်ရင်နှိမ့်နိုင်မှုတွေဟာယူကရိန်းအတွက်အခွင့်အလမ်းအသစ်တစ်ခုဖြစ်လာနိုင်ပါတယ်။ပူတင်ရဲ့တုံ့ပြန်မှုဘလို့ပဲဖြစ်ဖြစ်အမေရိကန်ကစစ်ရေးအကူအညီနဲ့ထောက်လှမ်းရေးအချက်လက်တွေဆက်လက်ပေးနေမယ်ဆိုရင် Patriots နဲ့တွေဟာဆက်လက်အသုံးဝင်နေမှာဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာ SNPD စနစ်တွေရဲ့အောင်မြင်မှုဟာ ယူကရိန်းရဲ့၄ချောင်းကာဝေးရေးဗျူဟာကိုပုံမအားကောင်းလာတင်နိုင်တဲ့အချက်တစ်ခုဖြစ်လာပါတယ်။ယူကရိန်းရဲ့ SPD ဒုံးကျည်တိုက်ခိုက်မှုအကြောင်းရေးသားရင်ယူကရိန်းမှာ SPD unit နှစ်ခုရှိပြီး Patriot စနစ်တွေနဲ့ပေါင်းလိုက်ရင်အရေးကြီးတဲ့ဒုံးကျည်တပ်ပေါင်းခုနှစ်ခုရှိနေပြီလို့ဖော်ပြခဲ့ပါတယ်။ Theory ရဆိုရင်ဒီဒုံးကျည်တပ်တွေဟာယူကရိန်းရဲ့အကြီးဆုံးမြို့တွေအားလုံးကို၄ချောင်းကာဝေးပေးနိုင်လောက်တဲ့အထိလုံလောက်မှုရှိတယ်လို့ဆိုပါတယ်။ဒါဟာ Zelensky ရဲ့တောင်းဆိုမှုနဲ့လည်းကိုက်ညီပါတယ်။2024ခုနှစ် April လမှာ ဇယ်လန်စကီကသူ့နိုင်ငံအနေနဲ့အဓိကမျိုးကြီးတွေကိုကာဝယ်ဖို့ Patriots နဲ့ခုနှစ်ခုလိုအပ်တယ်လို့ပြောခဲ့ပါတယ်။ဒီအချိန်မှာရုရှားဟာ2024ခုနှစ်ရဲ့ပထမလေးလအတွင်းယူကရိန်းကိုဒုံးကျည်1200ဂလိုက်ကုန်းပေါင်းဂလိုက်ဘုံးပေါင်း8500နဲ့ drone ပေါင်း1500ကျော်ပစ်ခတ်ခဲ့ပါတယ်။ San Petersburg ဟာ2024ခုနှစ်မှာ Patriots နဲ့တချို့ဆုံးရှုံးခဲ့ရတဲ့ယူကရိန်းအတွက်ကောင်းမွန်တဲ့ရွေးချယ်စရာတစ်ခုဖြစ်ကြောင်းသက်သေပြခဲ့ပြီးဖြစ်ပါတယ်။လက်ရှိရှိနေတဲ့ Patriots နဲ့တွင်နဲ့ပေါင်းလိုက်ရင် ဆန်ပီတီစနစ်ဟာဇလန်စကီးရဲ့လေကြောင်းကာဝေးရေးဗျူဟာမှာအရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ပါတယ်။ယူကရိန်းဟာဆန်ပီတီစနစ်တွေကိုအုံပြုပြီးရုရှားလေယာဉ်တွေနဲ့ဝင်ရောက်လာတဲ့ဒုံးကျည်တွေကို ပုံမတိုက်ခိုက်မယ်ဆိုရင်စစ်ပွဲတံခံနေရတဲ့မြို့ကြီးတွေပေါ်ကဖိအားတွေကိုရှော့ချနိုင်မှာပဲဖြစ်ပါတယ်။ဒါ့အပြင်အမေရိကန်နဲ့ဥရောပနဲ့ဆက်ဆံရေးကောင်းမွန်နေမယ်ဆိုရင်ဒုံးကျည်တွေနဲ့ဒုံးကျည်စနစ်တွေပုံမရရှိလာနိုင်ပါတယ်။ဥရောပနဲ့ဆက်ဆံရေးကတော့ပြဿနာမရှိပေမဲ့အမေရိကန်နဲ့ဆက်ဆံရေးကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ယူကရိန်းတွင်အကောင်းဆုံးအခြေအနေဖြစ်တဲ့ Patriot နဲ့ Sam SPD စနစ်နှစ်မျိုးသလုံးရရှိနေရင်တော့ကြီးမားတဲ့ပြဿနာတစ်ခုရင်ဆိုင်နေရပါသေးတယ်။အဲ့ဒါကတော့ဒုံးကျည်ရှာပါမှုပြဿနာပါ။ Patriot စနစ်ကိုထုတ်လုပ်တဲ့ Lockheed Martin ကုမ္ပဏီဟာလက်ရှိမှာတစ်နှစ်ကို Patriot ဒုံးကျည်900လောက်ထုတ်လုပ်နေပြီ။2029ခုနှစ်မှာတစ်နှစ်ကို650အထိတိုးမြှင့်ထုတ်လုပ်ဖို့အစီအစဉ်ထားပါတယ်။ဒါအပြင်ဂျာမနီမှာဒုံးကျည်ထုတ်လုပ်ရေးစက်ရုံတစ်ခုတည်ဆောက်နေပြီးအဲ့ဒီစက်ရုံပြီးသွားရင်တစ်နှစ်ကိုဒုံးကျည်850အထိထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါဟာအရန်ကောင်းတဲ့အရေးအတွက်ဖြစ်ပေမဲ့ Patriot ဒုံးကြီးပြစ်လွတ်ဆက်တစ်ခုဟာတစ်ချိန်တည်းမှာ PAC 2ဒုံးကြီး၄လုံးဒါမှမဟုတ် PAC 3ဒုံးကြီး16လုံးအထိပြစ်လွတ်နိုင်တာကြောင့် Lockheed Martin ကထုတ်လုပ်နေတဲ့ဒုံးကြီးတွေဟာမြန်မြန်ကုန်သွားနိုင်ပါတယ်။ SMPD စနစ်အတွက်ကတော့ဒုံးကျည်ရှားပါမှုပြဿနာကပိုဆိုးပါရယ် X ရဲ့အဆိုအရ2022ခုနှစ်မှာပြင်သစ်နဲ့အီတလီတို့ဟာ SMPD စနစ်အတွက် Aster ဒုံးကျည်900ကိုမှာယူခဲ့ပြီး2024ခုနှစ် Match လအစောပိုင်းမှာ Britain နဲ့အတူ Aster ဒုံးကျည်220ကိုထပ်မံမှာယူခဲ့ပါရယ် ဒီဒုံးကြီးတချို့ဟာယူကရိန်းစီရောက်ရှိလာနိုင်ပေမဲ့ဒီနိုင်ငံတွေဟာယူကရိန်းကိုထောက်ပံ့မှုအတွက်ဒုံးကြီးတွေကိုမှားယူတာမဟုတ်ဘဲသူတို့ရဲ့ကိုယ်ပိုင်လက်နက်တပ်စင်ရဲ့အစီအစဉ်တွေအတွက်မှားယူတာဖြစ်ပါတယ်။ Aster ဒုံးကြီးတွေကိုထုတ်လုပ်ဖို့အတွက်အချိန်ကြာမြင့်စွာလိုအပ်ပြီး MBDA ကုမ္ပဏီဟာ Aster ဒုံးကြီးတလုံးထုတ်လုပ်ဖို့နှစ်နှစ်လောက်ကြာမြင့်ပါတယ်။ယူကရိန်းဟာလက်ရှိရှိနေတဲ့ Aster ဒုံးကြီးတွေကို2025ခုနှစ်နှောင်းပိုင်းမှာကုန်ဆုံးသွားမယ်ဆိုရင်2029ခုနှစ်အထိဒုံးကြီးအစ်စ်တွေကိုစောင့်သိုင်းရနိုင်ပါတယ်။ Defend Express ရဲ့ဖော်ပြချက်အရ ယူကရိန်းဟာအက်စတာဒုံးဂျီတွေညှော်နေပြီဖြစ်ပြီးစန်ပီတီစနစ်တွေလည်းအကန့်အသတ်နဲ့သာရှိနေပါတယ်။ပြင်သစ်မှာစန်ပီတီစနစ်10ခုရှိပြီးယူကရိန်းကိုတခုလှူဒန်းခဲ့ပါတယ်။အီတလီမှာတော့စန်ပီတီစနစ်6ခုသာရှိပါတယ်။ဒါကြောင့်ယူကရိန်းဟာဒုံးဂျီရှားပါမှုပြဿနာကိုရင်ဆိုင်နေရပြီးဒီပြဿနာကိုဖြေရှင်းဖို့အတွက်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်နေပါတယ်။ယူကရိန်းဟာစန်ပီတီစနစ်ကိုအသုံးပြုပြီးရုရှားရဲ့စုလေရင်တစည်းကိုအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တာဟာတမိုင်းတွင်စရာတစ်ခုဖြစ်ပါတယ်။ ီအောင်မြင်မှုဟာယူကရိန်းအတွက်စန်ပီတီစနစ်ရဲ့အရေးပါမှုကိုတက်တည်ပြခဲ့တယ်လို့ရုရှားရဲ့အကောင်းဆုံးလေယာဉ်တွေတောင်ယူကရိန်းရဲ့လေကြောင်းကာဝေးရေးစနစ်ရဲ့ချင်းချောက်မှုကိုမလွတ်ကင်းဘူးဆိုတာကိုပူတင်ကိုပြသလိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့ယူကရိန်းအနေနဲ့စန်ပီတီစနစ်ကိုအနာဂတ်မှာဘလောက်ထိအသုံးပြုနိုင်မလဲဆိုတာကတော့မေးခွန်းထုတ်စရာဖြစ်နေပါဗျ။လက်ရှိမှာယူကရိန်းဟာစန်ပီတီစနစ်ကိုအောင်မြင်သွားအသုံးပြုနိုင်ခဲ့ပေမယ့်ဒီစနစ်ရဲ့ဒုံးကျည်တွေဟာရှားပါးနေပြီးထုတ်လုပ်မှုကလည်းကြာမြင့်လာကြောင်းအနာဂတ်မှာဒုံးကျည်ပြက်လက်မှုပြဿနာကိုရင်ဆိုင်ရနိုင်ပါတယ်။ ဒါအပြင် SMPD စနစ်တွေရဲ့အရေးအတွက်ကလည်းကန့်သက်ချက်ရှိနေပါတယ်။ပြင်သစ်မှာလည်း SMPD စနစ်10ခုရှိပြီးယူကရိန်းကိုတခုလှူဒန်းခဲ့ပါတယ်။အီတလီမှာတော့ SMPD စနစ်6ခုသာရှိပါတယ်။စင်ကာပူမှာတော့ SMPD စနစ်2ခုသာရှိပြီးသူတို့အနေနဲ့ယူကရိန်းကိုထောက်ပံ့ဖို့အကြောင်းမရှိပါဘူး။အကြောင်းကတော့စင်ကာပူအနေနဲ့တရုတ်ကိုကြောက်နေရလို့ပါပဲ။ဒါကြောင့်ယူကရိန်းအနေနဲ့ SMPD စနစ်ကိုအနာဂတ်မှာဘယ်လောက်ထိအသုံးပြုနိုင်မလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။လက်ရှိမှာတော့ SMPD စနစ်ရဲ့အောင်မြင်မှုဟာယူကရိန်းအတွက်အရေးပါတဲ့အောင်ပွဲတစ်ခုဖြစ်ပြီး ရုရှားကိုချိန်ချောက်နိုင်တဲ့စနစ်တစ်ခုအနေနဲ့တပ်တည်ပြလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့ SPD စနစ်အသုံးပြုမှုနဲ့ပတ်သက်ပြီးသိရထင်မြင်ချက်ကိုမျှဝေပေးပါဦး။လာမယ့်လတွေအတွင်းမှာ SPD စနစ်ရဲ့အန္တရာယ်ရှိတဲ့တိုက်ခိုက်မှုတွေပုံမမြင်တွေ့ရအောင်မလား။ SPD စနစ်ဟာယူကရိန်းရဲ့အနာဂတ်အတွက်ဘလောက်ထိအရေးပါလာမှာလဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။